ောက်မိုင်းမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေ WhatsApp ဖွဲ့စည်းပုံကတော်လေးတူပြီးတော့အတိတ်ပဲလုံးဝကွဲပြားတယ်ကျွန်တော်တို့ What is she like? What does she like? နော်အဲ့နှခုရဲ့ကွဲပြားချက်လေးကိုရှင်းပြပေးခြင်းပါတယ်ရှင်။ WhatsApp ဖွဲ့စည်းပုံတော်တော်တူတယ်အတိတ်ပဲတော့လုံးဝကွဲပြားပါတယ်နော်။ Okay စားလိုက်ရအောင်ကျွန်တော်ဒီမှာ What is she like ပေါ့နော်။ तू က what ရဲ့ကျွန်တော်တို့ my best to be ရဲ့ like ကိုတွဲသုံးထားတာ။ เนาะ subject เนี่ยบ่เนาะไอ้เหล่านี้เราเจอรู้เม้ท่าได้สรุปရှင်จ้ะแล้วตัวอ่ะบาเม้อ่ะแล้วสรอกตะจงตะคู่ทั้งหมดเนี่ยตะยอกๆเนี่ยสิทธิ์นี่สิทธิ์ท้าดิเปลี่ยนมาตัวเนี่ยลักษณะดิอฉีนี่ดิบะโลမျိုးแล้วสรอกเม้ดาบะโลปုံซันแล้วสรอกตะคู่คู่เนี่ยบ่เนาะตะคู่คู่เนี่ยบะโลแลฉีนี่บะโลแลบะโลမျိုးชื่ออ่ะแลบะโลปုံซันแลบ่ไอ้เหล่านี้เม้ฉีนแล้วสรอกเราอ่ะ quality ya like ye wo jaro buff lu bi ne twae thau ma de shin နော်ဒီမှာရတော့ကျွန်တော်တို့ like ကိုကျွန်တော်တို့က buff to be နဲ့တွဲထားတာဒီသူ့ကိုကျွန်တော်တို့ preposition အနေနဲ့သုံးတာဖြစ်တဲ့အတွက်ဒီမှာသူ့ကိုကျွန်တော်တို့က buff to be နဲ့တွဲထားပါမယ်ရှင်။နောက်ဥမာဆိုလို့ရှင်ထားပါတော့ what is she like? သူမကဘယ်လိုမျိုးပုံစံရှိရလဲ။သူမကဘယ်လိုပုံစံလဲပေါ့။နော်အဲဆိုတော့သူမရဲ့ပြမသူမြင်လက္ခဏာတွေစိတ်နေစိတ်ထားတွေအမူအကျင့်တွေကိုမေးတာပေါ့။နောက်ဥမာဆိုလို့ရှင်ထားပါပြန်ဖြေထားမယ်ဆိုရင် she is friendly and kind. သူမကပေါ်ရည်တယ်၊ကျင်နာတတ်တယ်။ထားပါတော့ she is beautiful. သူမလှတယ်။ she is tall. သူမရက်ရှိတယ်။ she's smart သူမ smart လဲကြတယ် she's bright သူမတော်တယ်အဲ့လိုဖြေလို့ရတယ်နော်ဆိုတော့သူရကျွန်တော်တို့ဒါဒီအခြေအနေဘယ်လိုပုံစံလဲဆိုတော့မေးတာအဲ့တော့ကျွန်တော်တို့ဒါလေးမှမှတ်ထားပါသည်တစုံတစ်ခုဒါမှမဟုတ်တယောက်ယောက်ရဲ့ဘလို့လဲပေါ့နော်အခြေအနေဘောနော်မေးချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပွက်ချေပတ်ဖလူပြီးရယ်ကိုမေးချင်တဲ့ subject နဲ့သူ့နောက်က like နဲ့တွဲပြီးတော့သုံးမိနေပါလေ။ Okay ဒီမှာဥပမာလေးနဲ့ပေါ့နော်ထားပါတော့ဒီနေ့ရာသီဥတုအခြေအနေဘလို့ရှိလဲဆိုရင် what's the weather like today ဒီမှာ what ဆိုကျွန်တော် ISS ကိုပြောတာနော် what to be ရေးသုံးထားတာ what is the weather like today အဲ့ကျွန်တော် what နဲ့ ISS ကိုတွဲသုံးမှာဆိုလို့ရှိရင် what ဖြစ်သွားတာပေါ့နော်အဲ့တော့ what's the weather like today ဒီနေ့ရာသီဥတုအခြေအနေဘယ်လိုလဲဒါပေမဲ့ it's sunny နေပူတယ် it's rainy မိုးရွာနေတယ် it's cloudy မိုးအုပ်နေတယ်စသဖြင့်ပေါ့နော်ဒါအခြေအနေတွေမေးတာလေနော်ဒီမှာကျွန်တော် map to be နဲ့တွုံးထားတာနော်နောက်ဥမာ what's the movie like ရုပ်ရှင်ကဘယ်လိုလဲ Tower is interesting. Ayah saya muda zaman kau na. Tower it's boring. Biar zaman kau ni. Cina ni biar biar. Na, ada orang jenar alam biar cina ni lebih jenar kama. What ye? What will be ye? Subject ye like ni dua dua biar ni mana? Okay Now dua mac. What does she like? Anak jah bau biar le so. Di mana like dah dua dua. Tunggu ni jenar di mana. Aku kiri ada ibu mudi biar dia berkuat dua. what does she like ye? Dia biar သူမှဘာကြိုက်တာလဲဒီမှာကျတော့ like က buff ဖြစ်သွားပြီကြိုက်နေတက်ပြီဆိုတော့ buff ဖြစ်သွားတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော် auxiliary အခုကိရိယာအနေနဲ့ကျွန်တော်က do သို့မဟုတ် does ကိုသုံးပါအဲ့တော့ singular subject subject တစ်ခုကိဆိုရင် does ပေါ့ plural subject subject အများကိဆို do ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ past tense အတိတ်ကာလဆိုရင်တော့ did သုံးပါပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ထားပါတော့အဲ့တော့ကျွန်တော်စုံတစ်ခုတယောက်ယောက်ကိုဘာကြိုက်တာလဲပေါ့နော်သူရဲ့အကြိုက်တွေနှစ်သက်မှုတွေမေးနေတယ်ဆိုရင်じゃတော့ what ရဲ့ do the most does the most အတိတ်ကတော့ဆိုဒီသုံးလို့ရတယ်နော်နောက် subject ရဲ့ like ဒီမှာ like ကတူတူပဲနော်တွဲသုံးသွားတယ်ဒီမှာအခုကတိရလေးရအမှုတီးပြီးအတိတ်ပဲလေးတွေကိုရသွားတာထားပါတော့ကျွန်တော်တို့အနားလေးမှာသူမဘာကြိုက်တာလဲလို့မေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအနားမှာသွားပြီးတော့ what is she like လို့မေးမယ်ဆိုရင်အတိတ်ပဲလုံးဝကွဲသွားပြီးမှားသွားပြီအဲ့ဒါအချင်းကြီးကိုမေးတဲ့ပုံစံဖြစ်သွားတာပေါ့နော်အဲ့တော့သူမဘာကြိုက်တာလဲမေးမယ်ဆိုရင်တော့ what does she like နဲ့မေးရပါမယ်သူမကဘယ်လိုပုံစံလဲလို့မေးတယ်လဲဆိုလို့ရှိရင်ကျတော့လေကျွန်တော်တို့က what is she like နဲ့ပဲမေးရတယ် အဲ့နောက်သွားပြီး what does you like လို့မေးရင်လဲမှားပါတယ်နော် okay ဒါတော့ subject ပုံမူတည်ပြီးတော့ကျွန်တော်တို့အကူကိရိယာတွေရတော့ဖွဲမှာပေါ့နော် okay အဲ့တော့ဒီမှာ तू आर लाइक ကဒီမှာကျွန်တော်ဘတ်ဖြစ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်အကူကိရိယာ do တော့မို့ does နဲ့တွဲသုံးသွားတယ်ပေါ့ okay နော်အဲ့တော့ဥမာ what does you like သူမမကြိုက်တာလေအဲ့တော့ထပ်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်သူမရဲ့အကြိုက်တွေကိုဖြေရမှာစိတ်ဝင်စားမှုတွေဝါသနာတွေသူမကြိုက်တဲ့အရာတွေကိုကျွန်တော်ဖြေရမှာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် she likes reading and playing the guitar သူမကစာဖတ်တာကြိုက်တယ်ဂီတာတီးရတာကြိုက်တယ်ဒီနောက်မှာသွားပြီးသူမရဲ့ပုံစံတွေသွားဖြေလို့မရအောင်เนาะအကြိုက်ကိုမေးတာဖြစ်တဲ့အတွက် now she likes spicy food သူမကစတဲ့အစားအစာတွေစတဲ့အရသာရှိတဲ့အစားအစာတွေကြိုက်တယ်ဒါအကြိုက်ကိုမေးတာပေါ့ okay ရှင်းသွားပြီထင်ပါတယ်เนาะ like to do ပဲဒါပေမဲ့သုံးနဲ့ကျွန်တော်တို့ဒီအကူကရိယာတွေပေါ်မူတည်ပြီးတော့အဓိပ္ပာယ်လုံးဝကွဲပြားသွားပါတယ်เนาะအားလုံးရှင်းသွားပြီထင်ပါတယ်ရှင့် အလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်